တဲပေါ်ဆက်လမ်းဆုံးမှာစမှုတန်းကြီးကောက်တဲ့စတက်စစ်ကြောင်းတက်ခတ်ခံရပြီးတည်ဆုံးသူတွေရှိ။ဟိုတိုင်းလက်ပတန်းမျိုးနဲ့ကမ်းဖြူကြီးရွာကနေစမှုတန်းကြီးကောက်ပြီးပြန်လာတဲ့ငွေ20ကျော်ပါစတက်စစ်ကြောင်းကိုဖက်ခတ်ခဲ့ပြီးလက်နက်ခဲယမ်းတွေတင်းစီရာမိခဲ့တယ်လို့တရားဝင်ခန့်အမှတ်တိုင်နဲ့သုံးရှစ်သုံးရနှစ်တခွဲနှစ်ကဒီညာဘက်မှာထုတ်ပြန်ပါတယ်။တော်လိုင်းရဲပေါ်များကအဆိုပါစစ်တပ်စစ်ကြောင်းကို ဒီနေ့မနက်9:00နာရီခွဲခန့်မှာတဲကော့ဆယ်လမ်းစုံမှာစောင့်ကြိုတက်ခတ်ခဲ့တာလို့သိရပါတယ်။ Territian အမှတ်383တက်ခွဲနှစ်တောင်ရှိသူကလက်နက်ကြီးနဲ့ထုနေပြီးလူဖြစ်နေတယ်လို့ပြောပါတယ်။စစ်တပ်ကထိခိုက်သေဆုံးတဲ့သူတွေ ရှိတဲ့အတွက်ထွက်ပြေးသွားတယ်လို့လည်းတာယာရီခဲအမှတ်383ညနှစ်တိန်တက်ခွဲနှစ်ကထုတ်ပြန်ပါတယ်။တာယာ တာယာဝရီခဲအမှတ်383ညနှစ်တရင်တစ်ခွက်နှစ်ထုတ်ပြန်ခြင်းမှာစစ်တပ်ကရုပ်လောင်းနှလောင်းနဲ့လက်နက်ခဲဒါမိုဘိုင်းဖုန်းဝေသားတချို့ဝန်နဲ့ကတခုခုတင်စီရမိတယ်လို့ဖော်ပြထားပါတယ်ဒီတစ်ခတ်မှုကတော့တာယာဝရီခဲအမှတ်383ညနှစ်တရင်တစ်ခွက်နှစ်ကဆောင်ရွက်ခဲ့ဖြစ်ပါတယ်